ရာပြီးနေခြင်းသလားကားပြီးနေခြင်းသလားတဲ့ဝဲအခန်းရှိသူကတော့ဂုံရှိနေသေးတော့ဝဲကူးခံရမယ်သူကအောက်ကြရတော့မယ်အတိုင်းလူဘူးဗျာဝဲရတာကုတ်လို့ရတယ်အဘဆေးတွေလူးလိုက်ရင်ဝဲတောင်ကုတ်ချင်းသလိုကုတ်လို့မရတော့ဘူး လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဝဲကြူဘွဲဘာကြီးပိုးရင်တယောက်ဒီကနေ့တနေ့လုံးအလုတ်ရှုပ်နေလိုက်ပုံများမနဲ့လင်းကလေးကထမင်းတောင်ဖြောက်အောင်မစားရပါဘူးကလေးတွေကတငုံငိုတကြီးလုံနေတာနဲ့ပဲစီကလေးတော့ကြားဘူးနားဝဖော်အောင်မှာပဲဟဲ့ဆိုပြီးရွာမြောက်ဖတ်တမာရန်ထွက်လာခဲ့တယ်ပါလာတဲ့ရေလေပစိုးဟောင်းကြီးတဲ့ ကျုံရသမျှတမရွက်၆တွေထမ်းလာခဲ့ရတာကိုကတော်တော်ပန်းလာပြီတမရွက်ကလေးလာလို့မဟုတ်ဘူးအသက်ကလည်းကြီးပြီဟာကို80ကျော်လို့90တွင် ရှေ့တစ်ဖက်နင်းဆိုတဲ့အိုကြီးအိုမမဟုတ်လားဒေမင်းကမျက်စိမှောက်နေလို့သာလေသူနဲ့ရွယ်သူတွေတေကြလာပေါဇလကုံးရွာက ရောင်းရင်ကြီးဘခိုင်တောင်တမန်နစ်ကဆုံးသွားရှာပြီသူနဲ့ကိုနဲ့က အသက်ရှင်ဘာကွာလို့တော့ကိုရင်ဝက်ဘဝတော့က ရွှေရင်မှာကြောင်းတကြောင်းနဲ့သာတစရာတဲ့ထွက်တွေ့ဥဒိယနဲ့ဇလက်ကုံနှစ်ရွာကြားကရွှေရင်မှာကြောင်းစရာတော်ဥသိခိတရစီမှာကာကြီးရေကကာကြီးရေရှာကကာကြီးရေလုံးကြီးတင်ကြိခဲ့ကြရတာယံမင်္ဂလံဒွါတတတိမင်္ဂလတုတ်ကအစပရေကြီးအစုံပုံမပါကျုံခဲ့ရတာဒင်မုံကြီးကောင်အောင်သေးစားရှင်းစားအတူအန်လာခဲ့ကြတဲ့ငယ်ပေါင်း ရောင်ရင်ကြီးတွေတယောက်တယောက်ခေါ်ကြတာတောင်းငထိန်တဲ့ငခိုင်တဲ့ကိုရင်လူထွက်ကြတော့လဲတနေ့တည်းတစ်ချိန်တည်းပါအဲ့ဒီနေ့ကဇလက်ကုန်းရွာကမောင်ဘခိုင်မိပါများကဒါကလေးလူကိုလဲခွင့်ပြုကိုဇရာတော်ထံလာလျှောက်တန်းကြတော့မောင်ဖိုးထိန်တယောက်ဥဒရရွာဘက်အစုံဆိုင်ပြန်ချလာတယ်။ဘာမပြောညာမပြောနဲ့ကိုရင်ဝစ်ကြီးနဲ့မအေးရင်ဝင်နဲ့ခေါင်းခွေဝင်လာပြီးငိုတာပဲ။ငခိုင်ကိုသူ့မိတို့ကလူထွက်ခိုင်းပြီး ကျွန်ကိုလည်းလူဝလဲပြီးတော့ဆိုပြီးဇိုကြီးလှုပ်တော့မိပါများမှာဒါကလေးပစင်းတက်ပြီးဖို့စိတ်ကူးရင်ထားတာကလေးဖြတ်လိုက်ရတယ်။ចောင်းကိုလိုက်လာပြီးဖိုးထိန်ကိုလူဝလဲခွင်တောင်းတော့ဆရာတော်ကပြုံးတယ်။ကျုပ်ကအထင်သားပဲ။ကုသလသားလူဝလဲရင်တော့ဟောဒီနန်တော်ကနေမှာမဟုတ်ဘူးလို့ဖိုးထိန်ရဲ့ဘွဲ့အမိကထာစင်ဒူးကို ယူထားတာဆိုတော့ကိုရင်နန်တော်ဘာခိုင်ရဲ့ဘွဲ့အမိကခိုင်ကိုယူလို့ ကိုရင်ကုတာကိုဒါပေမဲ့အဲ့ဒီကိုရင်ဘွဲတွေကအဲ့ဒီနေ့ကပဲသူတို့ဘဝမှာနေထိတံအဆုံးသတ်သွားတာပါပဲသူတို့ရှင်းလင်းပြန်ကြတော့အသက်တွေက15နှစ်သားအရွယ်လူပြိုမပေါက်တပေါက်ဖြစ်နေကြပြီကိုရင်ဘဝတုန်းကဆုံးခံရတာစာအံရတာကျောင်းဝေရာဝတ်စာလောက်ရတာကလွယ်လို့ပါမှပင်ပင်ပန်းမမလောက်ရတဲ့ဖိုးထိန်နောက်တနေ့ကစာပြီးမိဘလက်ငုပ်ရတဲ့ကိုင်းနေစင်းရတော့တာပဲမိဘများခမများတအားရတာပေါ့ ဒါပစင်းကလေးမြင့်စေခြင်းလုံးလို့အထက်ဘဝင်ပို့ပါတယ်။ဒင်းငါမြင့်တဟဆိုပြီးအောက်ကိုဆင်းတဲ့ကောင်ကိုထွန်ဆန်းဟေရာကျဲဆန်းဟေပြရိတ်ဆန်းဟေပဲတနှစ်ကုံတနှစ်ဆန်းနွားနဲ့ဖတ်လို့ယုံခဲ့ရတဲ့ဘဝတွေဆိုတာများ။ဘာကြီးဖို့ထိန်တယောက်အမောပန်းကလေးဖြည်ရင်ငငယ်ကအချောင်းလွေစီစိတ်ကရောက်သွားတာပါ။ကတင်းကလေးရှင်းတင်းတင်းရှိတာနဲ့ပဲဒန်းခွက်ထဲထိုးဆိုင်ထားတဲ့ရောင်ဘူးဘတ်စလိတ်ကြီးဆွဲယူတဲ့ပြီး မိညှိလိုက်တယ်။လေးငါးကားလောက်စပ်ဖွားလိုက်မှာပဲကဒွင်းချင်းကလေးပျောက်သွားရဲ့။အသက်ကလေးရလာတော့ငယ်ဘဝတွေကို ပိုပြီးများ အောက်မေ့နေမိသလားမပြောတတ်ပါဘူး။ဒီနေ့မနက်ကတည်းကတမရွက်၆ထုပ်ကြီးဘေးမှာခြာပြီးငခိုင်ကိုသတိရကြတော့ငထိန်ရေဟေးငထိန်မိတင်းကုတ်ထဲတမင်ငွေထိုင်ပြီးသမင်းညံငယ်ဖဲ့စားနေတဲ့ကိုဖိုးထိန်တယောက်ကိုဘခိုင်အတန်ညောက်ထိတ်ခနဲဖြစ်သွားရတယ်။ဒီကောင်မိုးကြီးချုပ်ခါမှာ ဘလကုံးကနေဘာကိစ္စများကူလာရတာပါလိပေါခေကာလာကလည်းကောင်းတာမဟုတ်ဘူးစီမီကုံဖက်ကဂျပန်တွေဒီရွာဖက်လာတတ်ပါပြီတနေတော့ကြဂျပန်ကင်းလေဖွင့်နေတိုးနေမှဖြင့်ကိုဖိုးထိန်တို့လူပြူကြီးဖဖမှာစီကြီးဖြစ်နေပြီဂျပန်စစ်တပ်တွေက မြင်းချံမာယောမြေတော်မာယောမြစ်စိတ်တကဂျပန်စစ်သားတွေချထားလိုက်တာဂျန်ဂျန်ရိုက်လို့ဒိုင်းရဲ့ပြည်ရဲ့စိတ်မအေးတဲ့အထဲဒီကောင်အတင့်ရဲ့ဘုံကတမောင် ိုဖိုးထင်းတယောက်ထမင်းစလုံးကြီးကိုပဲမော်စင်ဝလုံးစုံမော်လှန့်တင်တယ်ပြီးထမင်းတွေဟင်းတွေပေးတန်းနေတဲ့လက်ကြီးတန်းလန့်နဲ့ပြေးထွက်လိုက်တယ်။နှခိုင်ကတော့တချေကြီးတလက်စလွယ်တိုင်းပြီးအိမ်ပေါက်မှာမာမာကြီးရက်လို့ဟိကောညာကြီးမင်းကြီးကွာမင်းမို့လို့လာတယ်။မင်းနဲ့တော့ခတ်တာပဲနှခိုင်ရာခတ်တာတွေဘာတွေအသာထားလိုက်စမ်းကိုလူငါတိုင်မင်းစရာရှိလို့လာတာ။ဘာတော့ကွာငါမနဲ့ကမြင်းချံရောက်တယ်ဒီလိုကွာ ခိုင်ပြောတဲ့တပေါင်းစကားကယုံရခက်ကြီးပေမဲ့တဘာဝကြနေသေးတော်တာပါဂျပန်တွေခြေချုပ်နေတဲ့စစ်ကာလကြီးအတွင်းမှာဥဖိုးထိန်တို့နယ်ကလူတွေလဲအများနည်းတူဒဏ်ခံကြရတာပါပဲစစ်ကြီးတန်းဆိုတာကအမြောက်တွေဘုံတွေတနတ်တွေတဒုံဒုံတတိုင်းနိုင်အထုခံကြရတာမှမဟုတ်ပါဘူးခေခါကမကောင်းတော့ဂုံးစည်းတွေအကူအသတ်မရှိ မရှိတော့ဇာရီဝေရီနေရီကပါလိုက်ပြီးကြက်တဲတော်တာပေါ့ တကယ်ကိုအသေးကျအနေကျကာလာကြီးစက်ပြာတခဲတန်တချောင်းရွာကို ရောက်ဖို့တောင်ခဲရင်တဲ့အချိန်ဒီကြတဲ့လူတွေယောဂဗျာထူပြောလာကြတာလဲပါတယ်လူတော်တော်များများအိုင်အနာကြီးတွေပေါက်ကြတယ်ဖတ်ခွန်းနာပေါ့ကာလာဝမ်းယောဂါလို့ပလိယောဂါလို့ယောဂါဇိုးကြီးတွေကလည်းမထင်ရင်မထင်သလိုမှတ်လားရှာရှာပါပါဝိတ်ရတဲ့အထဲကလေးတွေမှလည်းအဝတ်ချုပ်ယူကြတဲ့တွေကပ်နေတဲ့အဝတ်သန်းကြီးတွေဆိုတာများဥတွေအပြစ်လိုက်စီလို့ မိမာတွေခေါင်းကတန်းဥကဘာဟုတ်လိမတုံးအသားတွေက လောက်ထွက်ဆိုးတဲ့စကားလို့ကိုပေါ်မှာလဲတန်းနေတရွရွနဲ့လူကြီးပဲအဆိုးဆုံးကတော့ရာနာတွေပေါက်ကြတာဝဲတွေပေါက်ကြတာပဲညင့်တွေဓာတ်တွေဆိုတာကလဲတီထလို့ဘိုးမွားကကူးတဲ့ယောဂါဆိုတော့အနာဇတ်တွေကဓာတ်လိုက်တယ်လို့ဂွင်းဇဏလိုက်ပွားနေတော့တာမနှက်နဲ့ညတောင်မတူဘူးခြေသလုံးကြီးတွေဆိုတာများဝဲပအိုင်ကြီးတွေထပြီးရောင်ကိုင်းနေတော့တယောက်တယောက် ဒီလိုကြည့်နေကြရတာတဏီယာကစရားလို့ကုတ်ရရင်ကုတ်လဆာမဆုံးတော့ဘူးဝေးရီဆိုတာပေါက်ပေါက်ကြနေတာတောင်အသားကပြေးတာမဟုတ်ဘူးစိတ်လွဲကိုလွတ်ကုတ်ပြီးလို့ဆက်လာပြီးဆိုတော့လေငရံ့ပြာလို့အော်ဟစ်နေရတာပါရက်တောင်တွင်းနဲ့တပြန်းမြန်ခတ်သူကခတ်မြစ်ထဲရေပြေးစိန်သူက စိန်ဝဲဒုက္ခများလိုက်ပုံများပြောတောင်မပြောချင်ပါဘူးနောက်တော့ဝဲကိုလက်နဲ့ကုတ်ရတဲ့နီးထက်ကောင်းနာတွေ့လာကြတယ် လူများပြောပါတယ်ကိုကိုကိုကြတတ်သားရတတ်သားကြောင့်ရှားကြတာကြီးပေါ့ဘလို့လုံရင်အရသာခံကောင်းမလဲတွေးကြသူတွေကြီးမို့ဝဲမို့ရလာပြီဆိုရင်မျက်နှာဘေးကရှင်စည်းတွေဘွက်ပုတ်တွေနွန်ပုတ်တွေနဲ့ဝဲရှိသည်များနေရအကုန်လူးကြတယ်တခါတရံများတဖင်းမြင်းနဲ့သွေးထက်အသားတွေကရစိတ်တက်လာရင်အယိုးပေါအောင်ရတာကလားချက်ချင်းဘွက်အိုင်းနဲ့ဝုန်ကနေဆင်းထည့်ပြီးလှိမ့်ကြရတော့တာပေါ့ ရွှွန်ရွေလက်ခုပ်ကြီးနဲ့ကော်ကော်ပြီးလူရင်အသင့်ဖိုထားတဲ့မီးဝဝေးပြီးချွန့်ချအောင်မီးกินရတယ်။မီးပြင်းပြင်းနဲ့ကတ်လို့ရွှွန်ရွေတဖြင်းပြင်းနဲ့ကြွလာပြီးဆိုတော့ချွန့်ချောက်အချက်လိုက်ကိုအဲ့ဒီကြမှစိတ်ရှည်လက်ရှည်တစ်ဖက်ချင်းခွာချရတာ။ကွာကြသွားတဲ့ချွန့်ချက်ထဲအရာဓာတ်တွေပါသွားတော့တာပဲ။ရားသမျှဝေဒနာတွေပျောက်ယုံနေမကအရာသာရှိချက်ကတော့ဘာနဲ့မှမလဲနိုင်မောင်းဆိုတဲ့အထဲကပေါ့။ ရွာကိုစီမီကုံဘက်ကဂျပန်တွေအုပ်လိုက်ဝင်နေနေတော့ကကိုဖိုးထိန်တယောက်ကြောက်လွန်းလို့ဒူးတွေများတုံလို့ကိုမြင်နေကြလူမျိုးမဟုတ်တာကတကြောင်ဘာမှမသိဘဲနဲ့ဂျပန်ဆိုတဲ့အရှိန်အဝါကြီးကတကြောင်လက်ထဲကတနက်ကြီးတွေကတကြောင်ပါဇက်ကကိုနားမလဲတဲ့ဇကားတွေတဝူးတဝါးဝါးနဲ့အော်ဟစ်မှန်မှန်နေတဲ့အတန်ဇိုးကြီးတွေကတကြောင်ပေကိုကိုဖိုးထိန်ဖြင့်အကြောင်းကြောင်းတွေကိုတောင်ရေးအတွက်မပြနိုင်ပါဘူးရွာလဲညောင်ပင်ကြီးအောက်ကမောင်းတူတူနဲ့ထူလိုက်ရင် ဥဒယတရွာလုံးရှိသမျှလူကုံကလေးပါမကြံခွေးမကြံအရောက်ပြေးကြရတယ်။အိမ်နဲ့ဘာတဲ့ပြင်းပုံနေရစ်ခဲတာဂျပန်များတွေ့ရင်ဘားရိုင်နားရိုင်ကကြမ်းတာထားမတော်လို့ကြောက်ချက်ကြောက်ချက်တနတ်နဲ့ထချိန်လိုက်ရင်ဆိုတာကိုကြောက်ကြရသကူ။ယောက်ျားတွေဒီဘက်မှာတန်းစီမိန်းမတွေဟိုဘက်သွားကိုကလေးတွေကိုခေါ်ထားကြမငိုစင်နဲ့မျက်စီမနှောက်စင်နဲ့ငင်းချံထညက်ပွဲယုံကပွဲစားကြီးဦးချမ်းသာရဲ့သား လှမောင်ကဂျားကနေမြမလိုပြော့ပင်းနေလို့တော်သေးတာပေါ့ကိုဖိုးထိန်တို့လူစုကိုဘတ်ဒီဖတ်ကတ်လိုက်ကြရတယ်ဂျပန်သုံးကောင်က ရှေ့ကနေလက်သီးလက်မောင်းတမ်းပြီးအော်ခြင်းရအော်ပြင်းရင်ဟုတ်တာမဟုတ်တာထားလှမောင်ကမြမလိုဘာသာပြန်တယ်ဂျပန်ကတိုးတိုးပြောတာသူကရှေ့ချင်းရှေ့နေတာလည်းရှိတယ်မင်းတို့အဲထဲမှာမစတာတွေကိုတော်လန်မဲ့အကောင်ရှိသလားတဲ့ရှိရင်ပေါ်ရမယ်မစတာကြီးတို့ကမင်းတို့အိမ်တွေမှာရှာလို့ဖွေးလို့မသိငါတာတွေ့လာရင် ။အဆွေလုံးတစ်မျိုးလုံးကိုမတတ်သာဘူးလို့ပြောနေတာ။ကဲရှိသလား။ရှိရင်ပေါ်ကြစမ်း။ဟိုဘိုးထိန်တို့မှဂျပန်ကိုထချဖို့ထင်တာ။ဘာမဟုတ်ညာမဟုတ်မသိငါစရာတစ်ခုတွေ့သွားရင်ကိုကျိုးနေရကြီးရဲ့ဆိုပြီးဖယားအာယုံပြုတ်နေရတော့တာပေါ့။ဒီကြားထဲမှာရားလိုက်တဲ့ဝဲကဆိုတာစစ်ခနဲ့စစ်ခနဲ့အကျိုးနေဂျပန်ရှိကြကမှဝဲကဝဲစွန်းပြလာတာပါဟိတ်ဟုတ်အကောင်မလုပ်တာလေ ။ဟိုဖိုးထိန်ရင်းတွေဒုံးကနေစောင့်သွားတယ်။လာမောင်ကအော်တော့ဂျပန်တယောက်ကဘျူးကနေလှန့်ကြည့်လိုက်တာကိုတခါတော့သွားရောဟာကိုပြောတာများကိုပြောတာများလားလို့မော့မကြည့်ဝင်ဘူး။မျက်စီတွေလည်းပြာကနေစိတ်ကနေဘသူများပြောနေတာပါလေ။ထားစမ်း။ဟိုဖိုးထိန်နဲ့နှစ်တန်းကျော်ကဒင်းခွေပါလား။ဖယားဖယားတနက်နဲ့ပြစ်ချလိုက်ရင်ကိုရှိကြီးမှာဒင်းခွေက မရက်မဖြစ်လို့ထရက်လိုက်တယ်။ ဂျပန်ကသူ့ယင်ဝါကိုလှန်စွန့်နဲ့ထောက်ထားတော့သေးမြတောင်ထွက်တယ်။ဘာလို့လှုပ်တာလဲ?ပြောစမ်း။အော်ဒါနဲ့စကားမဆက်။အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။လှမောင်းကငောင်းငန်းနေတာကိုတင်းခွေခမရတော်တော်နဲ့မပြေနိုင်ရှာဘူး။ ူလက်မောင်းကဝဲနာတွေကိုတုံတုံရင်ရင်နဲ့လှန်ပြတယ်။ပြီးတော့မှဝဲတွေကပိုလို့တောင်ရွထလာလိုက်တာ။တကူလုံးကိုကူးရော။ဝဲဝဲဦးဝဲရရရလို့ပါ။ထင်နေတော့တာပါ။ဂျပန်ကသဘောပေါက်သွားပုံမျိုးနဲ့ခေါင်းငိမ့်လိုက်တာကိုတွေ့ရတော့မှကိုပိုးထိန်တယောက်ဟင်းချရတော့တာလေ။ဂျပန်ဒီရွာကပြန်ထွက်သွားတော့တရွာလုံးဘာလို့ကြတယ်မှတ်တော့ကိုအင်ကိုမပြန်နိုင်ကြသေးဘူးညာမင်းကြီးအောက်ထိုင်းပြီးဝဲကုတ်ကြတော့တာပဲ။ တင်းခွေကအဆိုးဆုံးပေါ့ကုတ်လိုက်စမ်းဆိုတာများသူမမဟုတ်ပါဘူးလာသည်များလူတွေအကုန်ကုတ်ကြတာဆိုတာဝဲကုတ်ပွဲကြလို့ဟောဒီဝဲတွေကလူများရင် သူရားခြင်းဗျလူရှုံရင်သူကုတ်ခြင်းဗျာတင်းခွေစကားကြောင့်လူတွေအုံငနဲ့ပွဲကြသွားကြတော့တယ်ဒီစကားကခုထီရွာမှာပုံခိုင်းကြတော့ရဲကြတော့ဟိုတော့ကတော့ရဲရဖို့ထင်ထားလို့ဝဲကြောင်ဘလောက်ဒုက္ခများခဲ့ရတယ်ဆိုတာ ျောမယုံကြုံမှုမှတိလို့ဆိုတကူဒီလောက်ဝဲဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့ထဲကိုဖိုးထိန်တို့ရွာကလေးစီကိုတကံတသတဲလာတဲ့ဘခံရဲ့တပေါင်းကငြင်းမြန်ကြီးကိုပြန်သွားတော့တာပါငက်ကြီးတောင်ဓာကြီးလွယ်ထားတဲ့ဘခံကသူကြားလာတာကိုပြောတယ်ငင်းကြံတနယ်လုံးပြောနေကြတာပဲຢာပြီးနေခြင်းသလားကားပြီးနေခြင်းသလားတဲ့ကဲငထင်ရဒီတပေါင်းကတော်တော်ကိုကြောက်စရာကောင်းတယ် အခုငါတို့ရွာကလူတွေမှာတယောက်မှဝဲမပေါက်ကြဘူးဝဲရတာမပေါက်တာသေးလိုက်ကြစမ်းဆိုတာများကွာ တနေ့ မသားမချရတဲ့နေမရှိဘူးအဲ့ဒါဟာငါတော့ဒီလိုလှုပ်ချင်နေဘခိုင်သေးလာတဲ့တပေါင်းတိုင်းသာဆိုရင် ကိုဖိုးထိန်တို့ဝဲပေါက်တဲ့သူတွေကမှဟုတ်ဟုတ်သေးတော့ရာပြီနေရတာက ကားပြီးသေးရတာထက် ကောင်းပြီတကူတစ်ချိန်လုံးဒုက္ခပေးခဲ့တဲ့ဝဲကိုဒီတပေါင်းနဲ့ကြာမှာတဖန်ကျေးဇူးတွေတင်ရသည် ဝဲမှာပေါက်တဲ့ဇလကုံးတရွာလုံးဂါပြီသေးရမှာဆိုတော့ဝဲပေါက်ချင်းညလုံးလို့မျက်စီမျက်စံအပြူးသားနေပေါ့ဒီတော့လဲဘခိုင်ရဲ့အကြံဉာဏ်အတိုင်းတရွာလုံးဝဲလက်စင်ကမ်းဖို့စီစဉ်ကြရတယ်တရွာတရွာဝဲကြူရမယ်ပွဲပေါ့ဝဲကြူတဲ့ပွဲလောက်ကြဖို့ရွာလူကြီးတွေကစီစဉ်ကြရတော့တာပဲအဲ့ဒီနေ့ကဇလကုံးရွာကဦးစီဘုံမောင်းတွင်နဲ့တရွာလုံးကြူထွက်လာလိုက်ကြတာလူရန်ကြီးကိုမျက်စီတဆုံး ဝဲဂျူလာကြတာဒေရမှာကြောက်ကြတာကို ကိုလိုက်မကျူးရင်ကိုဝဲမပေါက်မှာဆိုးရသေးတာကိုဥသေးဥမွားမိရွင်းတွေကကလေးမကြမ်းချီပိုးပြီးဝဲဂျူထွက်လာကြပုံများဂျပန်ခေကြီးထဲမှာဒီလောက်စီတဲ့ပွဲမျိုးဒီတစ်ခါတွေ့ကြုံရဆိုသလိုပါပဲဟိုရွာဒီရွာကလူတွေကလည်းဝဲမပေါက်သေးတယ်လူတွေကဒီတပွဲဝင်နှွဲလိုက်ကြသေးတော့ဘာပြောကောင်းမတော့ဝဝကိုကွဲရောပဲ ဥရိယရွာကဝဲလက်ဆောင်ပေးရမယ်လူတွေကလည်းဝဲနာတွေကပြည်တဆူဆူလူကြီးတယိုယိုကြားတွေကဝတ်ကာစားကဖီးကလိန်ကနဲ့ပြောလိုက်ကြပုံများ အခင်မှာတခါဆိုသလိုတနေလုံးပြောစမှတ်ကိုဖြစ်လို့ဝဲအခန်းရှိသူကတော့ဂုံရှိနေသေးတော့ဝဲကူးခံရမယ်သူကအောက်ကြရတော့မယ်အတိုင်းအထူးပါตาย่าเอ๋ดอุริยาซูเรยัวกะลีซีกุมะกวามะเวเมียนมะจามะณีตาบะ လူသူစုယုံကျွန်တော်မြဇလကုန်းကဇွေမျိုးပေါက်ဖို့တော်တော်သမျှလူကြီးလူငယ်လူရွယ်အရွှေအသွေးအကလေးမကြံလာရောက်အကျိုးထောင်းခရီးမြပေါက်ခဲ့ပါဗောအကြောင်းမဟာထောက်လိုက်တော့ဘောင်းစက်ကြဝနာတတိုက်က နမားဒေဝအသေးချာနမိတ်တပောင်းပေးလိုက်တာကြောင့်ရံဘရဝေးกว่าဘရအောင်လို့ဘရတရသံဃာဆိုတဲ့ယရနာသုံးပါးဥထိန်မှာထားပါလို့ကဲဇုံနေကြရော့မဟဲ့ ဝဲကြိုကြဆိုလားမိသိင်္ဂဟအပေါင်းတို့ခမညာယွာသောမောင်ဩရဲ့အတန်ဝေါဝါကြီးနဲ့ဖုံးတောက်ဆိုးလိုက်တဲ့အတန်ကြီးဟာဥရိယတရွာလုံးလောမတက်ရပါဘူးဟိမ့်ဟိမ့်ထသွားတော့တာပဲယွာလဲညောင်မင်းကြီးအောင်မှာဂျပန်တွေလာတော့ငါအတိုင်းဥရိယတရွာလုံးကလူတွေဆိုတာတအုံးအုံးနဲ့ခေပြက်အခါပြက်ကြီးတဲ့ပျော်လိုက်ရပုံများဦးစီဒိုးဘတ်တွေတဒုံလုံးထူပြီးကာတဲ့သူကကလဲတဲ့သူကလဲ ဝဲတဲ့သူကကွယ်ဥရိယရွာကကြေကြေနက်နက်ကြီးဝဲလက်ဆောင်တွေပေးလို့ဇလကုံးကလည်းလိုလိုချင်းချင်းနဲ့ပဲဝဲလက်ဆောင်ကိုယူလို့အပြန်မာလဲလူဒန်းကြီးဆက်လို့ကိုဖိုးထိန်တို့ကိုဘခိုင်တို့ကာလာသားလူပြိုတပိုက်မာလဲဒီဝဲကြူပွဲမှာအစွန်ထုတ်ကြတဲ့ဂွန်းတောင်ကိုင်းအပြူကျောင်းကိုကြီးကန်းတောင်ပေါက်ရှာရတော့တာပေါ့ဂွန်းတောင်ကိုင်းကသာပြောတာသူလဲဝဲနေပဲတပြင်းမြင်ကုန်နေရသူဝဲကဂွန်းတောင်ကိုင်းလဲဘယ်ချမ်းသာပေးမှာတော့ ဘာကြီးပိုးထိန်တယောက်အတွေ့အဉ်နဲ့ဝင်ရင်းနဲ့ပြုံးလိုက်မိတယ်။သူအိမ်သူမက်ချစ်တင်ကိုလည်းမျက်စီတဲကွက်ခနဲ့မြင်လိုက်ရရဲ့။မက်ချစ်တင်ကဇလက်ကုန်းသူ။အုံထူးထူးသပင်ရှည်ကြီးကိုချိုထုံးကလေးနှစ်ဖက်ထုံးလို့ရင်ဆဆာနေ။မက်ချစ်တင်ကအဲ့ဒီထုံးကဝဲမပေါက်တဲ့ရွာကကိုလှတာပေါ့။ချောတာပေါ့။ဒါပေမဲ့ဝဲမပေါက်လို့ကားသေးရမှကြောက်တဲ့လူတွေထဲမှာမက်ချစ်တင်ကလေးလည်းအပါတကူ။သိုးရင်နေတဲ့မျက်နာကလေးနဲ့အားငယ်နေတဲ့ဟန်မန်ကလေးကကိုဖိုးထိန်အသေးနှလုံးကို ထုတ်ထုတ်ထီသွားရောပြောပါတော့သိမကြပါဘူးမချစ်တင်လဲဝဲတွေပေါက်လာရောပေါက်လိုက်တာမှတကူလုံးအတ်ချစရာမရှိသေးသလိုပဲဝဲနာတွေတဆုဆုနဲ့ဂျားကကိုဖိုးထိန်နဲ့မချစ်တင်တို့ညာကြရတာပါလူကြီးစုံရနဲ့တောင်းရံပြီးကောင်းညင်းအုံမောင်းကြွေးပြီးမချစ်တင်ကိုဥဒိယရွာသူအဖြစ်သိမှတ်ပြုလိုက်ကြတာနှစ်ပေါင်းတောင်ကြာပေါ်ဝဲဖူးစားလို့ရွာကရေစရာမောစရာပြောင်းစခဲ့တာကိုလည်းမှတ်မိပါသေးရဲ့ ဂျပန်အပြေးမှာကျွဲနှကောင်ဘုံတွေလာလာကျဲလို့ဘုံညင်းနဲ့ဗိုက်ကြီးတပြဲပြဲနဲ့ဝင်ပုန်းခဲ့ရတာကိုလည်းသတိရမိပါရဲ့ကလေးအတွဲလောင်သားအတွဲလောင်နဲ့ပူဒီဖတ်ဒီလေတဲ့ကိုင်းနေပဲနှုတ်ကောက်သင်းကောင်နဲ့တပင်တပန်းရှိခဲ့ရတာကိုလည်းအောက်မေ့ရဲ့အခုတော့မတ်ချစ်တင်တယောက်မရှိရတော့ပါဘူးအသက်80ရွယ်မှာပဲဗန်းနာရင်ကျက်နဲ့ဆုံးသွားခဲ့ရှာတယ်မတ်ချစ်တင်ကိုကိုဖိုးထင်ကမြေတားရှိချောင်းပြောဖို့ဆိုဖို့မြှောက်ပင်ပြီးခဲ့တဲ့တငယ်ချင်း ။ရောင်းရင်ကြီးဘခိုင်တော်ဇုံသွာရှာပြီကိုဘာကြီးဖိုးတိန်တယောက်ပြောင်းဘူးဖက်လေကြီးပစောင်းမခဲထားရင်သူ့ရောင်းရင်ကိုဘခိုင်ကြီးကိုတတိယလွမ်းစွန်နေလိုက်ပုံများသူ့ရှေ့ကမိရှူထားတဲ့တမရွက်ချောက်တွေးလဲပြားဖြစ်ကုန်ပါပြီ။ဒီတမရွက်ပြားတွေကိုစင်အင်တုံကြီးတလုံးနဲ့ဂျုံထဲလိုက်တယ်။ပြီးတော့အုံစီမွေးကိုထည့်မှွေလိုက်တယ်။မင်းနဲ့ပြက်ရွှဲနေတဲ့ဈေးကိုကြည့်ရင်ဘာကြီးဖိုးတိန်ပြုံးလိုက်မိတယ်။ဒီဈေးတဖုံပေါ်ရတာဘာမှခဲရင်တာမဟုတ်ဘူး။ ငွေလည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးတမာရွက်နဲ့အုံးစီဆိုတာကရွာမှာဘဲခဖြစ်ဖြစ်ရနေတာပဲဒါပေမဲ့ဒီစီးကဝဲလူစီဘာကြီးဖို့ထင်ဖို့တော့တန်မိုးရှိတယ်လေဒီနှစ်ကြကမှဘလူကဘလူဖြစ်တယ်မသိဘူးဘဲခမှဝဲမကြိုးရပါဘဲနဲ့ပေါက်လိုက်ကြတယ်ဝဲတွေနှစ်ပေါင်း50လောက်ပျောက်သွားရာကအခုဆိုင်းမစင်ဘုံမစင်ထပေါက်လာကြတာဘာကြီးဖို့ထင်ရဲ့မြေကလေးဆူရာများရေချိုးဖို့အင်ကြီးချုပ်ပေးတော်မယ်ဆိုရင်ငိုးတော့တာပဲ အသာဖြည်းဖြည်းတလွာချင်းကလေးခွာချတာတောင်ထွန့်ထွန့်ကိုလူးလို့ရေမို့ချိုးပြီးဒီဓမာရွက်ပြာချဝဲလူစည်းကလေးလူးပေးရတယ်ဓမာဆိုတာအခါအခါကအရာတတ်တာတယ်ပုံစီကတော့အနာကင်းသေးတယ်လို့ဘာကြီးဘိုးထင်ကယူဆပြီးသူ့ဟာနဲ့သူပေါ်လိုက်တဲ့စီးပါဂျပန်ခေတုံးကတော့လူးစီရလည်းမရှိပါဘူးဒီလိုပဲစေးမီတူပဲပေါ့ဝဲသက်ကလည်းတိတ်တော့မကြလိုက်ပါဘူးစီမီကောင်ကဂျပန်တွေပြေးပြဲဆိုတဲ့ဝဲတွေလည်း အလွာလိုက်ကွာကြသွားတော့တာအန့်စရာဟေ့ငါမြေးတွေရေချိုးပြန်လာပြီလားဘာကြီးဖိုးထင်ကဈေးအင်းလုံးကလေးကိုမာပြီးဂရင်မော်တတ်ထိုင်လိုက်တယ်အဝက်ပတ်ထားတဲ့ဒုံနဲ့ဈေးအင်းလုံးကိုနာနာမှွင့်ရင်းမြေးတွေတကောင်းစီဂရင်မော်လာဖို့ခေါ်ရောကဲဒါကြငါမြေးတွေဝဲစီလူးကြရအောင်ကြုံမလူးခြင်းမူအဘလူပြိုမပေါက်တပေါက်မြေးကြီးကောင်ကညင်းတယ်ဟေးဘာဖြစ်လို့တော့ကွာ ဘဘဆေးတွေကတကူလုံးမဲ့အချိန်နေတာကိုပြကျုပ်ဥွက်တွေပါပွားကုန်တာပေါ့ဟဲ့ဒါကတရက်နှစ်ရက်ရဲ့မင်းတို့တကူလုံးအနာဇတ်တွေပွားကုန်ရင်ကိုဆိုးကုန်မှာပေါ့လာခဲ့လူးလက်လူးဘူးဗျာဝဲရတာကုတ်လို့ရတယ်အဘဆေးတွေလူးလိုက်ရင်ဝဲတောင်ကုတ်ချင်းသလိုကုတ်လို့မရတော့ဘူးကြောက်လဲကြောက်တာမဟုတ်ပဲနဲ့ဘာကြီးဖို့ဒိန်တယောက်ဓမ္မဆေးခိုင်းအင်းလုံးကြီးနာမှာငုတ်တုတ်ကြီးကြံရစ်ခဲ့တယ် သူ့ဈေးကိုဘသူကမှလည်းအားကိုတကြီးမလိမ့်ကြဘူး။မျိုးတွေကလည်းအလိမ့်မခံတော့ကိုဟာကိုဖောတဲ့စီးကိုဟာကိုပြန်လူရတော့တာပါပဲ။ဈေးလိန်ရင်းကပြုံးဆိုသူတို့ငငယ်ကတပေါင်းကိုတတိရလိုက်ပြီးတော့ငခိုင်တရဝဲမပေါက်လို့များသေးလီရော့သလားလို့ရောင်းတ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 ွေးလိုက်မိသေးရဲ့။ ခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ